ပေးရလာတဲ့တာဝန်တွေကိုပြီးဆုံးသည့်အထိတည်ပိုးနိုင်ဖို့ရဲ့တက်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့လျော့ညီတွေဖြစ်အောင်နေနိုင်ဖို့ရဲ့အတွက်တောက်ကြားချက်ပေါ်တယောက်ရဲ့လိုအပ်တဲ့ရုပ်ပိုင်းစိတ်ပိုင်းနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာအခြေသွေးတွေကိုရည်ပူရခြုံငုံပြီးကျွန်တော်တို့ဆွေးနွေးကြတယ်တောက်ကြားချက်ပေါ်တယောက်ဟာဘယ်လိုပုံစံကိုက်ညီမှုမျိုးရှိရမလဲဆိုရင်သူဟာဒေသခံလူတဦးဖြစ်တယ်နဲ့ဒီအတွက်သူ့မိတ်ဆွေတငယ်ချင်းတွေကသူ့ကိုကူညီနိုင်မှာဖြစ်တယ်ဒေသတွင်းကလူဖြစ်လို့ မင်းမြေဒေသကိုလည်းတွန်းကျင်နှက်ဆက်မှာဖြစ်တယ်။ဒါဟာယောက်ျားစင်မှာအရေးပါတဲ့အချက်တခုပဲ။ဒေသတွင်းထူးခြားတဲ့အကြောင်းချင်းရတွေကိုလည်းအလေးအကျင့်ရှိပြီးသားမို့သူဟာထိရောက်စွာလှုပ်ဆောင်နိုင်တယ်။သူ့ပြည်သူကိုအကာအကွယ်ပေးနိုင်တာရဲ့သူနေထိုင်ရာကမ္ဘာနေရာကို ထိခိုက်ပျက်စီးစေတဲ့ဖောက်ပြန်တဲ့လူအဖွဲ့အစည်းတွေကိုပြောင်းလဲပစ်ဖို့ရဲ့တိုက်ခိုက်ရတာကြောင့်ဒီအလုပ်တွေမှာ သူ့ရဲ့စိတ်အားထက်သန်မှုပါပေါင်းစပ်နေတယ်။ဘာမတိယောက်ျားရဲ့ဘော်ဟာ ညှိတိုက်ခိုက်ရေးတမားဖြစ်တယ်။ဒီလိုပြောတာကဒီတိုက်ပွဲမျိုးအတွက်လိုအပ်တဲ့ထူးခြားတဲ့အရေးချင်းတွေအားလုံးသူ့မှာရှိရမယ်လို့ပြောတာနဲ့အတူတူပဲ။သူဟာပန်းနဲ့ပြင်ညာရမှာဖြစ်ပြီးတိုက်ပွဲနေရစီကိုရေးပြန့်ဒါမှမဟုတ်တောင်တွေကျော်ဖြတ်တာဘဲတူတယောက်မှတတိမပြုတ်မှုပဲရောက်သွားဖို့တိုက်ခိုက်ရမှာလဲရန်သူကိုအလေးငိုက်ပန်းတိုက်ရမယ်ဆိုတာကိုဒီမှာထက်ပြီးအလေးနဲ့ထားပြောရတာကတော့ဒီလိုတိုက်ခိုက်မှုမျိုးဟာဒီတိုက်ပွဲမျိုးမှာအရေးကြီးလို့ပါပဲ။ ရန်သူကစင်ကလားဖြစ်သွားဒီလိုအလေးနှငိုက်ဖန်းတိုက်ခိုက်ပြီးနောက်ဒီအားနှဲချက်ကိုအခွင့်ကောင်းယူကာမိမိပတ်တော်သားယောက်ျားရဲ့ပေါ်တယောက်မကျန်အားနှဲချိနှဲမှုတစ်ခုတလေမှမရှိသေးပဲသူကိုယ်တိုင်ကိုကြပါဝင်ကာတက်တက်မဲမဲဖိလို့တိုက်ရမှာဖြစ်တယ်လေမုန်တိုက်တက်တယ်လို့အားလုံးကိုဖြက်စီးနိပရိရဲ့အရာတောင်းဆိုမှုမရှိဘာတကူးမှမချမ်းပဲတရားစီရင်ရမယ့်သူများကိုစီရင်လို့ရန်သူစစ်သားတွေအပေါ်မှာတော့ရေရုပ်တက်တဲ့ထိတ်တလန့်ဖြစ်နေစေရမှာဖြစ်တယ် ီတို့ရှိစေအကာအကွယ်မေ့နေတဲ့ပုံမှန်စစ်သားတွေကိုကောင်းမွန်တက်ညာစွာနဲ့ဆက်ဆံရမှာဖြစ်ပြီးကြောက်ဆုံးသူတွေအတွက် လေးစားသမှုပြရမှာဖြစ်တယ်။ဒံယံရရန်သူစစ်သားကိုယူတဆက် စေကုတာပေးပြီးယခင်ကာလညကသူ့မှာပြည်သူတွေအပေါ်ကြီးလေးတဲ့ပြစ်မှုတစုံတရာကျူးလွန်ခဲ့တာရှိရင်အဲ့ဒီအတွက်သူ့ကိုပြစ်ဒဏ်ဆင်ရမှာဖြစ်တယ်။မလုံနိုင်တဲ့အလုပ်တစ်ခုကအကျဉ်းသားတွေအတွက် ထောက်မရှိတာပဲ။လုံကြုံနဲ့ခြေခံဒေသတစ်ခု ရန်သူကတိုက်ခိုက်သိမ်းပိုက်လို့မရနိုင်တဲ့လွမြောက်နေကြီးမထူထောင်သေးခင်ဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်ရန်သူအချင်းသားဟာဒေသတွင်းပြည်သူတို့ရဲ့အသက်အိုးအိမ်လုံခြုံမှုဒါမှမဟုတ်ယောက်ျားတစ်ဖွဲ့အတွက်ကိုပင်အန္တရာယ်ပြုလာနိုင်စရာရှိပါတယ်။ဘာကြောင့်ဆိုသူဟာရန်သူစစ်တပ်နဲ့ပြန်လည်ပေါင်းမိတဲ့အခါတရင်အချက်လက်တွေပြီးနိုင်လို့ပါပဲ။သူမှာစိုးတန်းလာတဲ့ရာဇဝတ်သားမဟုတ်ခင်ရင်ဝါဒဖြန့်စီယုံကြီးတရားဟောပြီးပြန်လွတ်တင်တာပါပဲ။ယောက်ျားရဲ့ဘော်ဟာဘယ်အရာမဆိုလိုအပ်လာရင် ို့တက်ဆွလို့ဖို့ဝင်မလေးရဘူး။ကြောက်စိတ်စိုးစင်းညမပြပဲတေဖို့လဲအစင်သိဖြစ်ရမယ်။သို့တော်လဲတတိုင်းနဲ့ထဲမှာသူဟာတတိရှိရမှာဖြစ်တယ်လို့မလိုအပ်ဖက်နဲ့သူ့ကိုယ်သူရန်သူရဲ့တစ်ကွင်းနဲ့မထွက်တင်ဘူး။ချုပ်နေမှုတက်ပြတ်မှုမဖြစ်အောင်ရှောင်ရှားနိုင်ဘူး။တက်စွမ်းနိုင်သမျှတတိဝတိယရှိကြရမှာဖြစ်တယ်။ဒီအကြောင်းတွေကြောင့်တိုက်ပွဲတိုင်းမှာအလုံးကိုအရေးကြီးတာကတော့ရန်သူရဲ့တက်ကူရောက်လာနိုင်မဲ့ရန်စုံ point တွေအလုံးကိုတတိရှိရှိစောင့်ကြည့်ရမှာဖြစ်တယ်လို့ ရန်သူအဝိုင်းမကန်ရအောင်လေးထားဖို့ဖြစ်တယ်။ဒါဟာအကျိုးဆက်ကလူပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုမကြီးမားလာပေမယ်။စိတ်တရေရရတော်လန်ရေးတိုက်ပွဲရဲ့အလားအလာပေါ်ယုံကြည်မှုယုံနေသွားလာအောင်ထိခိုက်နိုင်တယ်။ဤတော့ပင်ဖြစ်စေသူဟာရဲရင်တည်တည်ရမယ်။တိုက်ပွဲတစ်ခုအတွင်းအန်ဒီတွင်နဲ့ဖြစ်နိုင်တဲ့အလားအလာတွေကိုစစ်ဆက်စွာလေ့လာသုံးသပ်ပြီးအနည်းလိုလိုအကောင်းငင်ဝါဒနဲ့အခြေအနေတွေကိုကြီးကက်နိုင်ဖို့အသင့်ဖြစ်နေရမယ်။ တင့်တယ်လျှောက်ပတ်တဲ့ဆုံးဖြတ်ချက်ချနိုင်ဘူး။ကျိုးချောင်းစီလျော်တဲ့ချက်လက်တွေကိုရှာဖွေရုံမကဒီလိုဆုံးဖြတ်ချက်မျိုးတွေကိုမိမိအတွက်အသာချမ်းအာဏာချက်တွေနဲ့စုပေါင်းတုံးတဲ့အဖြေထုတ်တဲ့အခါပြည်သားခံစားနိုင်တော့အပေါင်းလက္ခဏာအဖြေမျိုးမထွက်တဲ့အခါလဲလုံနိုင်လုံဝင်ရမယ်။ဒီလိုဘဝအခြေအနေတွေမှာအသက်ရှင်ရပ်တည်နိုင်ဖို့နဲ့ရန်သူရဲ့တိုက်ခိုက်မှုတွေကိုကြော်လောင်းနိုင်ဖို့ယောက်ျားရဲ့ဘော်မှာပဝင်းကျင်တဲ့ရယောညီထွေနေနိုင်စွမ်းရည်ရှိရမှာဖြစ်တယ်။ဒါမှသာသူဟာ အသက်ရှင်နေတဲ့ပဝင်းကျင်ရဲ့စိတ်ပိုင်းဖြစ်လာပြီးသူ့မိဖက်တယောက်လိုအကျိုးရှိရှိအသုံးချနိုင်ဖို့ဖြစ်နိုင်သမျှအစွမ်းကုန်အထောက်ရမှာဖြစ်တယ်။သူဟာအခြေအနေတွေကိုမြန်မြန်စွာနားလည်သဘောပေါက်ပုံသက်သူဖြစ်ပြီးဒီထွင်နိုင်စွမ်းလဲညံစံထက်တန်မှသာသူ့အဖို့နိလန်းတွေကိုအခြေအနေအခြေခံနဲ့ကန့်ညီပြီးလုံဆောင်သွားနိုင်မှာဖြစ်တယ်။ဒီလိုလက်ရောညီထွေဖြစ်အောင်ညီယူနိုင်စွမ်းနဲ့ဒီထွင်မှုတက်ပညာတို့ဟာပြည်သူတို့ရဲ့တော်လန်ရေးတက်မလို့မှသာရှိကား စစ်ပြင်းဘုချုပ်ကြီးတွေရဲ့စီးရင်စရာတွေကိုပျက်စီးစေပြီးသူတို့ကိုလမ်းလွှဲသွားစေတယ်။ယောက်ျားရဲဘော်ဟာဒဏ်ရာရမိမိရဲဘော်ကိုရန်သူလက်ထံမှာဘတော်မှမထားကြရဘူး။အဖြစ်လို့လဲဆိုတော့ဒါဟာသူ့ကိုတည်တွင်းပူတာနဲ့အတူတူပဲ။ဘယ်နည်းနဲ့ဆိုသူ့ကိုစစ်ပွဲနေရာကနေလုံခြုံစိတ်ချရတဲ့တနည်းအကိုပို့ပေးရမှာဖြစ်တယ်။အကြီးမားဆုံးအထောက်မှုနဲ့အကြီးမားဆုံးစုံစမ်းခြင်းတို့ကိုဒီလောက်မှအသုံးချရမှာဖြစ်တယ်။ယောက်ျားရဲဘော်ဟာအမှန်မဟုတ်ပဲ။ ရှားမှရှားတဲ့ပေါ်ကောင်းလေးဖြစ်ရမယ်။ဒီတိုင်းနဲ့တည်းမှာသူဟာနှုတ်လုံးသူတူလေးဖြစ်ရမယ်။သူ့ရှိမှရော့ဆုပ်လုတ်ကင်တာပြည်ပြင်းတ냐ကိုစိတ်ထဲမှာပဲထားရမယ်။သူ့ရဲ့ပေါ်ယောက်ျားတွေကြားထဲမှာလည်းမလို့အပ်ဖဲစကားပို့တလုံးမပြောတဲ့။ရန်သူရဲ့တချို့တွေယောက်ျားဖွယ်ထဲမှာယာတို့နေရာမျိုးစုံမှာရှိနေနေတာကြောင့်မိမိရဲ့အကြံစီတွေတီနီယာနဲ့ရှင်တန်လှုပ်ရှားနေနိုင်နည်းတွေပေါက်ကြားတော်နိုင်တယ်။ဟုတ်ပြပါစိတ်သက်ခိုင်မာမှုရည်သွေးတွေပြင် ယောက်ျားကျဲပေါ်ဟာကိုခန္ဓာကြံ့ခံတန်ဆန်းမှုလည်းအရေးကြီးလိုအပ်ပါတယ်။သူဟာမမောပန်းနိုင်သူဖြစ်ရပါမယ်။မောပန်းနွမ်းနေရလုံးလို့မလုံနိုင်ဖြစ်နေရင်တော့နောက်ထပ်အထောက်လုံဆောင်မှုတစ်ခုကိုလုပ်နိုင်ရမယ်။မရင်းရင်ခိုင်မာအမြင့်တွေပြီးဖြစ်တဲ့ယုံကြည်ချက်ဟာသူမျက်နာပေါ်ကအရေးအကြောင်းကြီးတွေတစ်ခုစီပေါ်မှာပေါ်ပြနေပြီ။နောက်ထပ်ခြေတလန်းလှမ်းဖို့တိုက်တွန်းနေတယ်။ဒီခြေလန်းဟာနောက်ဆုံးမဟုတ်သေးဘူး။နောက်ထပ်နောက်ထပ်လို့ ခြေလမ်းတွေထက်လှမ်းရအောင်မှာဖြစ်တယ်။သူ့ရဲ့ခေါင်းဆောင်တွေတတ်မှတ်ထားတဲ့နေရာဒေသရောက်တဲ့အထိပေါ့လေ။သူဟာအစွန်တရားတွေကိုလည်းခံနိုင်ရမယ်။အစားအစာ၊ရေ၊အဝတ်အစား၊အမိုးကာစတာတွေပြက်လက်တာနဲ့မကြာခဏကြုံတွေ့ရမှာဖြစ်ပြီးဒါတွေကိုတောက်ခံယုံတယ်မကအဖျားယောဂါနဲ့ဒဏ်ရအနာတွေအတွက်ခံနိုင်ရရှိရမယ်။ဒါတွေဟာသဘာဝနည်းနဲ့ပဲကြောက်ကင်းရမှာဖြစ်ပြီးဆရာဝန်စီကကုသမှုခံရမှာမဟုတ်လို့ပဲ။ဒီချက်က ပို့လို့တောင်လိုအပ်ပါတယ်။ဒဏ်ရာအနာသို့မဟုတ်ရှားနာတာကိုကုသဖို့ကြောက်ကြတီတာကခွာသွားသူဟာရန်သူရဲ့လောက်ချံမှုကိုခံရနိုင်လို့ပဲ။ဒါတွေကြော်လာနိုင်ဖို့သူ့မှာတမ်မိဖွဲ့စည်းတိဆောက်ပုံမျိုးရှိရမယ်။စိတ်တဲ့အရာရောခန္ဓာကိုယ်အရာပါကြံ့ခိုင်ပါမှဆင်းရဲဒုက္ခအမျိုးမျိုးကိုမပြားမနာပဲတုံ့နှံပြစ်ပယ်နိုင်မှာဖြစ်တယ်။မုတ်ဆိုးအလိုက်ခံရလို့ပြီးလွှားနေရတဲ့တောက်ကောင်နဲ့တူတဲ့သူ့ဘဝကိုကသူ့ကိုခွန်အားရှိအောင်လုပ်ပေးတဲ့အချက်တစ်ခုပါပဲ။ဒီလို တဘာဝကြကြရရောညီထွေနေထိုင်မှုကြောင့်ဒါဟာလေသူ့ရဲ့တိုက်ပွဲဝင်ရာပတ်ဝန်းကျင် နေမြေဒေသဖြစ်လာတယ်။ဒါတွေအလုံးကကျွန်တော်တို့အတွက်မေးစရာမေးခွန်းတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့ကြောက်ကြခြင်းပေါ်ဟာဘယ်အသက်ရွယ်လောက်ရှိတင်တယ်အသက်ရွယ်အကန့်အသတ်ကို အတိအကျပြောရမှာခက်ခဲပါတယ်။လူပုဂ္ဂိုလ်သူ့ဦးချင်းစီအလိုက်နဲ့လူမှုရေးဆိုင်ရာအကြအချက်တွေကြောင့်ဖြစ်ပါတယ်။ဥပမာကျေးလက်လေသမားတဦးဟာမျိုးသားတဦးထက်ခံနိုင်ရည်ရှိရမှာပါ။ ယူသားခြင်းမှာတော့ကိုကာယလှုပ်ရှားမှုလေ့ကျင့်ခန်းတွေအလေးအကျင့်ရှိသူဟာကျန်းမာမှာဖြစ်ပြီးဆက်ရေးစချီလိုစပွဲကလထိုင်မှာထိုင်ပြီးလှုပ်လှုပ်သူထက်ပိုလို့ခနိုင်ဆွမ်းအားရှိရမှာဖြစ်တယ်။သို့တော့ရေဘူးကခြုံပြောရရင်နေရအတီးကြမရှိလက်လက်တော်လာလှုပ်ရှားနေရတဲ့တောက်ကြားတိုက်ပွဲအဆင်နေမှုအကြီးဆုံးအသက်မှာ50ထက်မကျော်သင့်ပဲအလုံးထဲတွင်ချွင်ချက်တွေတော့ရှိပါတယ်။တောင်သူလုံသမားတွေဆိုရင်ချွင်ချက်ထားပြရမယ်။တော်လန်စစ်ကာလအတွင်းသူရဲကောင်းရဲဘော်များထဲမှာ တမူကရစင်စီယိုပီယက်ဆိုရင်အသက်65နှစ်အရွယ်ကြမှာစီရာကနအူယောက်ျားစခန်းသို့ဝင်ရောက်လာခဲ့သည်တပ်ဖွဲ့အတွင်းအာ900ဆုံးနဲ့မှရောက်ဖြစ်တယ်နောက်ထပ်မေးစရာမေးခွန်းတစ်ခုမှာယောက်ျားရဲဘော်များကိုတစုံတရာလူဒန်းစားလွာကစုဆောင်းရင်ဘလို့ရှိမလဲစစ်စင်ရေးတွေပြုလုပ်ရန်အချက်အချာနေရာအဖြစ်ရွေးချယ်ထားတဲ့ဒေသအတွင်းမှာလူမှုရေးဖွဲ့စည်းတိစောက်ပုံနဲ့ညှိပြီးယောက်ျားတက်ကိုဖွဲ့ရမှာဖြစ်တယ်ပြောလို့တာကတော့ယောက်ျားတက်ဖွဲ့ရဲ့ အမြူတေအိုက်ခရေတက်စိတ်ငယ်တွေကိုလေသမားတွေနဲ့ဖွဲ့စည်းရမှာဖြစ်တယ်။လေသမားဟာအကောင်းဆုံးစစ်သားရဲဘော်ဖြစ်မယ်ဆိုတာထင်ရှားပါတယ်။အခြားလူတန်းစားအလှအတိတ်ကိုလည်းတရားထည့်စစ်ပွဲမှာပါဝင်နိုင်တဲ့အခွင့်အရေးကိုမပိတ်ပင်သင့်မယ်။လူတဦးချင်းစီလိုက်ချင်းချက်တွေထားရှိဖို့အလွန်အရေးပါတယ်ဆိုတာသတိပြုရမှာဖြစ်ပါတယ်။ကျွန်တော်တို့အ ਨੇ ဆုံးအသက်ကမချက်ကိုမပြောရသေးဘူး။အသက်16နှစ်တဲ့ငရဲသူတွေကိုတိုက်ပွဲအတွက်လက်မခံသင့် လွန်ထူးခြားသောအခြေအနေတွေကလွဲရင်ပေါ့ဒီလူငယ်တွေဟာကလေးသာသာအရွယ်တွေမို့သူတို့ကြုံတွေ့လာရမယ့်အလုံးရာသီဥတုပြင်းထန်မှုနဲ့ဒုက္ခဆင်းရဲတွေကိုကြံ့ကြံ့ခံလောက်အောင်လုံလုံလောက်အထင်ပြိုးသေးဘူးကောင်းဆုံးအရွယ်ကတော့အသက်25နှစ်နဲ့35နှစ်အကြားအရွယ်တွေပဲဒီအသက်အရွယ်တွေမှာလူများရဲ့ဘဝတွေဟာတည်ငြိမ်လာလို့ပဲဘာသူမဆိုဒီအသက်အရွယ်မှာထွက်ခွာခဲ့သူတွေဟာသူ့အိုးသူ့အိမ်သူ့ကလေးတွေသူ့ရဲ့ ကဘာလေးတစ်ခုလုံးကိုစုံပစ်ခဲ့ပြီးတာဝန်တွေကို ကောင်းစွာစဉ်းစားသဘောပေါက်ခဲ့ကြည့်ကြ။နောက်တလန်းပြန်မဆုတ်ဖို့စုံပြည့်ချက်ခိုင်ခိုင်မာမာချက်ထားသူတွေဖြစ်တယ်။အာမန်မဟုတ်ဘူး။သူ့ကြုံနဲ့ကလေးနဲ့တချို့တော့တိုက်ပွဲဝင်ယောက်ျားရဲ့ပေါ်ဖြစ်လာပြီးကျွန်တော်တို့ဘုံတစ်ဖွဲ့အတွင်းအမြင့်ဆုံးယာတို့အဆင့်ထိရောက်ခဲ့တာတွေရှိပါတယ်။တိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့ကလေးတစ်ယောက်ရှိတိုင်းကျန်စရောက်လောက်ကတော့အိမ်ပြန်သွားတင်တာဖြစ်တယ်။သူတို့ကြောင့်ယောက်ျားတစ်ဖွဲ့အဖို့ ဝင်တော့ဝင်ဖို့လို့ဖြစ်လာစေနိုင်တယ်။ကျွန်တော်တို့ပြောခဲ့သလိုယောက်ျားရဲ့ဘော်ဟာသူ့ကြောကုန်ပေါ်မှာခီးဥတတော်ပါလို့ကိုရင်ကိုတဲပြီးသွားလာနေသူတွေဖြစ်တယ်။ဒါကြောင့်သူ့ကြောဘွေထဲမှာနင်းနေတဲ့ကြဲကြဲဝန်းနိုင်မဲ့အတုံးဆောင်ပစ္စည်းမျိုးကိုသာတည်ယူသွားတဲ့နည်းမဖြစ်မနေလိုအပ်တဲ့ပစ္စည်းလောက်ကိုပဲတည်ဆောင်ဖို့ဖြစ်တယ်။ဒီပစ္စည်းကိုလည်းသူဟာမပြောက်ပြက်အောင်ယူဆိုင်ထိန်းသိမ်းရမယ်။လွန်ဆိုးရတဲ့အချိန်ဒီမှာတော့အတက်တာဘူးပေါ့လေ။သူ့ရဲ့လက်နဲ့ခရက်နဲ့ စေအသုံးဆောင်ပစ္စည်းကိုလည်းသူကိုယ်တိုင်သိပိုးနိုင်ရမယ်။ဒါတွေပြန်လည်တက်ဆင်ဖို့အထူးသဖြင့်ကြည်အင်အားပြန်လည်ဖြစ်တင်းဖို့အလွန်ခက်ခဲပါတယ်။ဒါနဲ့ခရမ်းများကို၆တွေ့အောင်အမြဲတမ်းရှင်းနေအောင်တစ်ခုတလေမှလေလွင်ဆုံးရှုံးတာမျိုးမဖြစ်အောင်ရေးတွက်သိသိတာတွေလုပ်ဖို့လိုတယ်။ဒီချက်တွေဟာတောက်ကြားတို့ရဲ့စောင့်မိုးဖြစ်တယ်။တနက်ကိုလည်းအမြဲလိုတန်ရှင်းစီတုပ်ဖို့ပျောက်တိတ်ဖို့တင်တယ်။ဒီလိုအခြေအနေမျိုးရှိအောင်ထိမ့်သိမ့်ဖို့ ကြောက်ကြားတက်ဖွဲ့ကောင်းဆောင်ကစီကံချမှတ်တာမလိုက်နာသူကိုရေးရွပြပြတာမျိုးလုပ်တင်တယ်လို့အကြံပြုလိုတယ်။အထက်ဖော်ပြပါတော်လန်ကြီးပေါ်သစ္စာရှိတဲ့စိတ်တက်ခိုင်မာတဲ့ပြည်သူတွေမှာစံထားချက်တခုတော့ရှိကြတယ်။အလွန်ကျဉ်ကျက်တဲ့အခြေအနေတွေထဲမှာသူတို့ရှင်းတန်းနေနိုင်တာအဲ့ဒီအချက်ကြောင့်ပဲ။ဒီစံထားချက်ကလည်းယိုးလေးပါ။အန်ဆောင်မှုပကတနာတွေမရှိတာအဲ့ဒါအတွက် တုံနှိမ့်နေပဲအသက်ပေးဖို့အလွန်ခိုင်မာပြသတာပါ။လက်သမားအလုံးအတွက် ီစံထက်ချက်ကတော့လက်ညကလေးတစ်ကွက်ပိုက်ဆိုင်ခွင်နဲ့လက်လုတ်ကင်နိုင်ပြီးတရားညှက်တဲ့လူမှုဆက်ဆံရေးဘဝထဲမှာအရှင်မှုလို့နိုင်ဖို့ပါပဲအလုတ်သမားတွေအတွက်ကအလုတ်ကံရရှိဖို့နဲ့လုံလောက်တဲ့လုခလာစားအပြင်တရားညှက်တဲ့လူမှုဆက်ဆံရေးကိုပဲဖြစ်တယ်။ကျောင်းသားတွေနဲ့အသက်မူဝန်းကြောင်းပညာရှင်ပြည်သူတွေအတွက်ကတော့ပုံမူပြီးစိတ်ကူးနဲ့သာဆိုင်နေရမယ့်အယူဆတွေဖြစ်တဲ့လွတ်လပ်ခြင်းစတဲ့စံထားချက်တွေဟာတိုက်ပွဲအတွက်မောင်းနှင်အားတွေဖြစ်တယ်။ ယောက်ျားရဲ့ဘော်ရဲ့ဘွားဟာဘာနဲ့တူပါမလဲလို့မေးစရာမေးခွန်းပေါ်လာပြန်တယ်။သူ့ရဲ့တာမန်လှုပ်ရည်လို့စင်ကခီးဝဲလျှောက်တာဖြစ်တယ်။နမူနာအနေနဲ့တောင်ပေါ်တောထူတဲ့ဒေသမှာယောက်ျားရဲ့ဘော်တယောက်ဟာအမြဲလိုလိုရန်သူရဲ့အနှောက်အယှက်လဲခံနေရတယ်ဆိုပါစို့။ဒီချိန်တွေမှာယောက်ျားတပ်ဖွဲ့ဟာလေးဘက်မှာထမင်းမင်ချက်စားဖို့အချိန်မြူတော့ပဲ။လှုပ်ရှားသွားလာပြီးကျောင်းရွှေနေရာယူကြတာဖြစ်တယ်။ညဘက်မှာရင်နာနေတဲ့နေရာမှာစကန်းချဖို့ရှင်းလင်းကြတယ်။ ချက်ပြုတ်ဖို့ဝိုင်းဝန်းစီမံကြရမယ်။မိုးချုပ်လာတာနဲ့ရနိုင်တဲ့မြ၊ထင်းထိုထင်းစားတွေနဲ့မီးတွေပိုကြရတယ်။ယောက်ျားရဲဘော်ဟာစားတော့လို့ရတဲ့အခိုက်တန်မှာစားကိုစားစားလို့ရတာမှန်တဲ့မြကိုလည်းစားရတယ်။တစ်ခါတလေမှာမယုံနိုင်စရာစားကောင်းတော့ဖွယ်တွေနဲ့ကြုံရတတ်တယ်။တစ်ခါတခါလဲချမင်းနှစ်ရက်သုံးရက်မစားရဘူး။ဒီလိုမစားရလို့သူ့ရဲ့လုံနိုင်စွမ်းအားတွေကတော့နည်းနည်းမှရော့မတော်ပါဘူး။သူ့ရဲ့အိမ်ဟာဟင်းလင်းဖြစ်နေတဲ့မူကောင်းကင်ပဲ။ အဲ့ဒါနဲ့သူ့ရဲ့ပကတ်ချားမှာဝိုးရိပ်ကနိုင်လုံခင်းတစ်ခုကိုချိတ်ဆွဲပြီးသူ့အဝေးစားနဲ့ပကတ်အောက်မှာတော့ကျောဘောအိတ်တနက်နဲ့ခရမ်းမကြောက်တွေကြောက်ချားရဲ့ရတနာတွေပေါ့အချို့အချိန်တွေမှာဖနက်ကိုမချွတ်တင်ဘူးရန်သူလက်ဝင်ရောက်တိုက်ခိုက်တာ ခရမ်းတက်လို့ဖနက်တွေဟာအဖိုးတန်တဲ့ရတနာတစ်ပါးလည်းဖြစ်တယ်ဖနက်တရံရှိထားတဲ့မြေသူမဆိုးလက်တလောအချိန်တွေရဲ့ကတ်သတ်မှုတွေကြားတဲ့ကလုံးလုံးကြုံကြုံရှိတဲ့ပျော်ရွှင်ကျေနပ်မှုဘဝလေးကိုကြားကြတယ် တို့ဖြစ်လို့လူနေဒေသတို့ရဲ့အလန်းကွာတဲ့နေရာတွေမှာယောက်ျားရဲဘော်တယောက်ဖို့ရညားစွာနေတဲ့အခါနေရမယ်။ဒီရင်အစီအစဉ်လောက်ထားပြီးသားမဟုတ်တဲ့အဆက်အသွယ်တွေအလုံးတွေလည်းမတွေ့အောင်ရှောင်နေပြီးစာလောင်မှုတိတ်ချင်းတခါတည်းရင်ငုတ်ချင်းတခါတည်းရင်ငတ်ချင်းအပူအေးတံတွေခံရမှဖြစ်ပြီးကျန်းနှန်းခက်ခဲတဲ့သဘာဝတောနှံကြီးထဲမှာနေရတာတွေလည်းရှိရမယ်။ထောက်ရှားချီတက်တဲ့အခါထွက်တဲ့ချွေကိုဝမာတဲ့ချောင်း ောက်ထပ်ချွေးထွက်တဲ့ကိုလက်တုတ်တင်မှုမမှန်မလုံးနိုင်တဲ့အခါတွေလည်းရှိလိမ့်မယ်။အကြသေးခင်စစ်ပွဲကာလအတွင်းမှာအရူပါတို့ကြီးပါတယ်ဝင်လာတော့ကျွန်တော်တို့နားကိုလူမကတ်နိုင်အောင်ကိုထူးထူးခြားခြားနန်းစော်တဲ့အနက်တက်တွေထွက်လာခဲ့တယ်။အဲ့ဒီတုန်းကတိုက်ပွဲဟာနှစ်နာရီ45မိနစ်လောက်ကြာပြီးနေပူတဲ့တိုက်ရတာဖြစ်တယ်။ပြီးတော့ရွာကြအောင်16ကီလိုမီတာခီးလမ်းလျှောက်ရတယ်။ကျန်တဲ့ဆိုးရတဲ့ပင်လယ်ကန်ရိုးတဲ့တစ်လျှောက်နေပူကြဲကြဲအောက်မှာရပ်ပေါင်းများစွာကုန်လွန်ခဲ့ရတာတွေပါပေါက်လိုက်တော့ ပို့ဆိုးတာပေါ့လေကျွန်တော်တို့နှာခေါင်းတွေကဒီအနှံ့သက်တွေကိုအလေးကျင့်ရပြီဖြစ်တယ်ယောက်ျားရဲ့ပေါ်တူဦးရဲ့ပခက်ကိုတူဦးစီရဲ့ထူးခြားတဲ့အနှံ့သက်နဲ့ခွဲခြားလို့ရနိုင်ပါတယ်ဒီလိုအခြေအနေတွေမှာစကမ်းချတဲ့နေရာကိုခြေဟာလက်စမကြံအောင်အလင်းအမြန်ရှင်းလင်းဖြစ်စီပြရမှာဖြစ်တယ်တတိအထူးထားဖို့လိုအပ်ပြီးအဲ့ရသူ၁၀ရောက်အတွက်တယောက်ကနေ၂ရောက်ထိကင်းတာဝီယိုပြီးစောင့်ကြရမယ်စကမ်းချရာနေရာဝင်းပေါက်ထွက်ပေါက်တွေကိုတတိနဲ့စောင့်ကြပြီး ်တယောက်တည်းစီအဆက်မပြတ်ကင်းချသွားရမယ်စကန်းချနေထိုင်သွားလာတဲ့ဘွားကကျွန်တော်တို့ကိုအစားတော့ပြင်ဆင်ချက်ပြုတ်နီးနာမျိုးမျိုးတင်ပေးခဲ့တယ်တချို့နီးနာတွေနဲ့ညံ့ချက်အောင်ချက်လို့ရတယ်တချို့တွေကျတော့တော်တဲ့ခါရတဲ့အနေငယ်မြတ်တာဖြစ်တယ်ຢာတွေနဲ့နှင်းခက်အမွှေးကြံဖြစ်အသုံးပြကြတယ်ဒီအပြင်ယောက်ျားရဲဘော်ရဲ့နှင်းခွက်တွေမှာပုံမှုအရသာဆောင်အောင်ချက်ပြုတ်နီးသစ်တွေလည်းဖျညာသေးတယ်ဒီဟင်းခက်တွေကလည်း ဓိကကတော့ပြောင်းစံတေဦးတေဖုစားနဲ့စီနေနေသို့မဟုတ်ဝက်စီနဲ့ချက်တာများပါတယ်တခါတလေကြမှာသာအသားနေနေစီဆွကြရတယ်ပူပြင်းချက်တွေ့တဲ့အရက်မှာတိုက်ခိုက်ကြရတဲ့ရဲဘော်တွေရဲ့ဘဝဟာဒီလိုပါပဲတိုက်ပွဲစစ်စင်တဲ့ကာလမှာစိတ်ဝင်စားစရာအကောင်းဆုံးအဖြစ်ပြက်ကတော့စစ်ပွဲအကြောင်းပါပဲစစ်ပွဲကလူအလုံးကိုဝမ်းသာအားရဖြစ်စေပြီးလူတိုင်းလူတိုင်းကိုလည်းစိတ်လက်ပေါ်ပါသွားအောင်ကိုစိတ်သက်အသက်ဖြစ်ပေးလိုက်ပါတယ် ယောက်ျားအသက်တာရဲ့အထုတ်ထိတ်ဖြစ်တဲ့စစ်ပွဲကိုမိမိအတွက်အခွင့်သာစေတဲ့အခိုက်အတန့်ကိုရေးပြီးတိုက်ကြရတယ်။မိမိကတုတ်တင်ချိန်မုံးပြစ်နိုင်လောက်အောင်အင်းအားကြီးနေတဲ့ရန်သူစကန်ကိုသတ်မှတ်လေ့လာပြီးတဲ့အခါသုံးမဟုတ်ရန်သူစစ်ကြောင်းကလွတ်မြောက်ရေးအင်းအားစုတွေနေရာယူထားတဲ့ဒေသတွေကိုတိုက်ရိုက်ဝင်လာတဲ့အခါမျိုးတွေမှာဖြစ်တယ်။ဒီအခြေအနေနှစ်ခုဟာကွဲပြားခြားနားတယ်။ရန်သူစကန်ချထားတဲ့နေရာကိုခပ်ပါးပါးသာဝန်းရံထားပြီးအခြေခံကြတာကမိမိဝိုက်ထားတဲ့စကန်ကို တက်ကူလာတဲ့ရန်သူစစ်ကြောင်းဟာလိုက်လံဖြတ်တောက်တိုက်ခိုက်တာပဲဖြစ်တယ်။ကရုတ်ကျင်းတဲ့ကရန်သူစစ်သားဟာကြောက်ကြားအတွက်စွမက်စရာတကောက်မဟုတ်ဘူး။ကြောက်ကြားစစ်သားလူလာတာကထုတ်ရှားနေတဲ့ရန်သူထိတဲ့ကြားဖြစ်နေပြီးဒေတာလည်းမကျွမ်းအလုံးကိုကြောက်ရွံ့နေပြီးအကာအကွယ်လဲတဘာဝအတားဆီးတွေကင်းမဲ့နေသူမျိုးကိုဖြစ်ပါတယ်။အကာအကွယ်နေရာနောက်ကအစွမ်းထက်တဲ့လက်နက်တွေနဲ့ရန်သူကတိုက်ခိုက်လာတာကိုကုကန်နိုင်စွမ်းရှိတဲ့သူအဖို့အခြေအနေကဘလောက်ပင်ဆူဆူ ူ့ရဲ့ဒုက္ခမကြည်လာပဲ။ဒါပေမဲ့နှစ်ရာသုံးနှစ်လောက်မှာရုတ်တရက်ဖြစ်တော့တိုက်ခိုက်ခံရတဲ့ရန်သူစစ်ကြောင်းအဖို့တော့ကြီးလာတဲ့ဒုက္ခပါပဲ။တက်ကြွတွေအနေနဲ့ရန်သူစစ်ကြောင်းကိုဝိုင်းပိုက်ပြီးလုံးဝချိန်မုံမရနိုင်ရင်တိုင်ပြန်တိုက်ခိုက်မှုတွေမခံရခင်တက်ပြန်ဆုပ်နားယူတည်နေ။ဒရုတ်ကျင်းစကန်တဲ့ကရန်သူကိုစားနေကြကရေတို့ပြတ်တောက်လို့သုံးမဟုတ်။ဓာတ်ရိုက်တိုက်ခိုက်ချိန်မုံနိုင်တဲ့နည်းတွေနဲ့နှိမ်နှင်းလို့မရရင်ဝင်ကူလာတဲ့စစ်ကြောင်းတွေကိုဖြစ်တော့တိုက်ခိုက်ချိန်မုံပြည်တာနဲ့ နောက်ဆုံးအားယူဖို့ဖြစ်ပါတယ်။ရန်သူစစ်ကြောင်းကအာချီမာပြည်မိမိကအာချီနေနေရင်ခြေတိုက်ကင်းကိုခြေမုံးပြဖို့အာယုံစကြရမယ်။ညောင်မန်းတဲ့အဖြစ်ဒီတို့ပင်ဖြစ်စေဒီနီးပရိယေကိုတော့အထူးကိူးပြုရွေးချယ်ကြရမှာဖြစ်တယ်။ခြေတိုက်ကင်းထွက်လဲပဲဥဆောင်လိုက်ပြစစ်တာအကျက်ဆတ်သူတွေကိုချိန်ဖက်များစွာတိုက်ခိုက်ခံရပြီးရန်သူစစ်သားတွေကြားမှာလဲခြေတိုက်ကင်းသမားတွေတယောက်ပြီးတယောက်တည်ပြင်းတည်ရင်ဖြစ်နေတယ်ဆိုတာအရင်ကနေသွားခဲ့ခြင်း ီတာဝန်ယူဖို့ဝင်လေးကြောက်ရွံ့သွားမှာဖြစ်ပြီးဒီရာကတက်တွင်းပုံကန်တဲ့အထိကျေပြန့်သွားနိုင်တယ်။ဒါကြောင့်အဲ့ဒီကင်းဖွဲကိုမလွတ်တမ်းတိုက်ခိုက်တင်ပါလေ။ရန်သူစစ်ကြောင်းရဲ့ဒီနေရာတွေကိုလည်းတိုက်ခိုက်ခဲ့ရနော်။အဲ့ဒီရှေ့ပြေးကင်းဖွဲကိုတော့မလွတ်တမ်းတိုက်ခိုက်ဖို့တင်ပါလေ။ယောက်ျားကျဲပေါ်တယောက်အနေနဲ့ခက်ခဲမရှိလာပဲအစဉ်ပြေပြေနဲ့သူ့ရဲ့လုပ်ငန်းကိစ္စဝဝကိုဆောင်ရွက်နိုင်ဖို့။ဒါအပြင်ပတ်ဝန်းကျင်ဒေသအခြေအနေနဲ့အယောညှိထွေနေနိုင်ဖို့ သူ့ရဲ့အတုံးဆောင်ပစ္စည်းတွေပေါ်မူတည်ပါတယ်။ဖွဲ့ငယ်တွေဖွဲ့ပြီးအခြားရဲဘော်တွေနဲ့ပူးပေါင်းလုံဆောင်ရတဲ့အတိုင်းသူ့မှာတူဦးချင်းစီပိချာလက္ခဏာတွေလည်းရှိပါတယ်။သူ့ရဲ့ကြောပုတ်ရိုက်ထဲမှာတစ်ခက်ဘိုးကစောင်းစသီတို့အပြင်တယောက်ထဲလဲနေရတဲ့အခိုက်တန့်တွေမှာ အသက်ရှင်ရပ်တည်ဖို့လိုအပ်တဲ့အရာမှန်သမျှပါဝင်ရမယ်။ပစ္စည်းစီးနေမှာမိုးများပြီးအေးမြတ်သောရာသီဥတုနဲ့ရန်သူရဲ့အနောက်ဆက်ခံရမှုတွေကြုံတွေ့ရမှာဖြစ်တယ်။ခက်ခဲကြတဲ့ဒေသမျိုးမှာ စစ်ပွဲအစကလာပိုင်းတိုက်ပွဲဝင်နေရတဲ့ယောက်ျားချင်းပေါ်အတွက်တည်သွားတင်တာကိုအဓိကရည်ညွှန်းတာဖြစ်ပါတယ်။ဒီနေ့အဖြစ်ကျူဘာတော်လန်စစ်ရဲ့အစဥပိုင်းကာလကျွန်တော်တို့ကိုတွေ့ကြုံခဲ့ရတာတွေကိုပြန်လည်ဖောက်ပယ်ချနေတာဖြစ်ပါတယ်။ယောက်ျားတယောက်အတွက်လိုအပ်တဲ့ပစ္စည်းစင်းကိုနှစ်ပိုင်းခွဲလို့ရပါတယ်။အခြေခံနဲ့အရန်ရဲလို့ဖြစ်ပါတယ်။ပထမဦးစားပေးကတော့ပခက်ပါပဲ။ကောင်းစွာနားယူနိုင်တယ်။ပခက်ကိုတွဲလောင်းချထားဖို့မခက်လာပါဘူး။ နေကြီးပေါ်အိပ်ရတဲ့အခါလဲအိပ်ခင်းလို့အသုံးချနိုင်ပါတယ်။မိုးရွာနေတဲ့အခါဖြစ်ဖြစ်နေကြီးဆူဆူနေတာမှဖြစ်ဖြစ်အခက်နဲ့မိတ်လို့မဖြစ်ဘူး။ဒီလိုအဖြစ်မျိုးကလည်းအပူပိုင်းဒေသတောတောင်ထူးတက်တဲ့နေရာတွေမှာမကြမကြကြုံတွေ့ရနိုင်ပါတယ်။မိုးရေကနိုင်လုံးစသို့မဟုတ်ပလတ်စတစ်အစကို အပေါ်ကနေမိုးအုပ်ထားနိုင်တယ်။နိုင်လုံးအစကိုလည်းတောင်လေးတောင်ကနေကျိုးနဲ့ချိတ်ဆွဲလိုက်ရင်အခက်ကိုဖုံးအုပ်ထားနိုင်မှာဖြစ်ပြီးအခက်ကိုတွဲလောင်းချီထားတဲ့ ပင်နှစ်ပင်ကျိုးတစ်ချောက်ကို နိုင်လုံးစအလဲကောင်ဖြတ်လို့ဆက်ချီနှောင်းထားခြင်းယာယီတဲကလေးလိုခေါင်းမိုးဆောင်နေဖြစ်ပြီးမိုးရေမတင်တော့ပဲရေစင်းကောင်းမှဖြစ်ပါတယ်ခြုံဆောင်တစ်ထည်တီလည်းမချစ်မနေလိုအပ်ပါတယ်ညာဘက်တွင်မှာတောင်ပေါ်တွင်ခက်ခိုက်တုံချမ်းလာပါတယ်အပူအေးလုံခဲစာကြောင်းလဲမှုတန်ကိုခံနိုင်စေဖို့ဂျာကင်အင်ဂျီသို့မဟုတ်ကုတ်အင်ဂျီလိုအပေါ်ယုံတစ်ခုနဲ့ဝေစာနိုးလဲတည်ဆောင်သွားဖို့လိုအပ်ပါတယ်ဝေစာအတွက်ယူနီဖောင်းဖြစ်ခြင်းဖြစ်မယ်မဖြစ်လဲ လောက်ကျန်းလုံနိုင်တဲ့ပေါင်းမီတို့အင်ကြီးရှည်ဖြစ်ဖို့လိုအပ်တယ်။ဖက်နက်တွေကတော့အမျိုးအစားကောင်းဖို့လိုပြီး ဖက်နက်ကောင်းကောင်းမရှိဘဲခီးရှည်သွားလာရန်ဖြစ်နိုင်မယ်။ဒါကြောင့်အရန်သိသိတူလောင်ထားတဲ့ပထမဦးစားပေးအမျိုးအစားညာထဲမှာတခုဖြစ်တယ်။မိမိနေရင်ကိုကြောမှာတက်ပိုးထားရတာကြောင့်ကြောဖို့အိမ်မှာရေးကြည့်လာတယ်။ရှေးဦးကြတဲ့ပုံစံတွေမှာကျိုးနှချောင်းပါတယ်။မိတိအိမ်မျိုးဆိုကြောဖို့အိမ်ချို့လို့ရတယ်။ကိမ့်ဘက်ပိဿဈေးမှာဝယ်ယူရရှိနိုင်တယ်။သို့မဟုတ် ူးပြင်ထုတ်လုပ်သူစီကရနိုင်တဲ့အဲ့ဒီအစာမျိုးနဲ့ထုတ်လိုက်ရင်ပိုကောင်းတယ်မိမိအဖွဲအတွက် စကန်တွင်တယ်ဆောင်စားသုံးမဲ့ရိတ်ခါများပြီတကွေတကာရအတွက်အစားအသောက်အချို့လဲတယ်ဆောင်သွားတဲ့နေမရှိမဖြစ်ပါတဲ့နေမှာဝက်စီသို့မဟုတ်နန်းစီဖြစ်တယ်အစီတက်မှာကုခန္ဓာအတွက် အပူဓာတ်နဲ့ခွန်အားတို့ကိုကျစ်ပေါ်စေတယ်ချက်ပြုတ်ဖို့ရိတ်ခါမများတဲ့အခါစစ်တပူးတွေကိုအသုံးပြုနိုင်တယ်စစ်တပူးများပူလန်နေလို့ခီးတွလာမှုနောက်နေစီလျင်လဲ ရင်းနှုတ်ကိုစတော့ပြရမယ်။မချော့ငစနေညမှာလဲအာဟာရတန်ဖိုးများလာပါတယ်။အာဟာရပြည့်ဝတဲ့လူစီဘူးများမှာဂျားညားစွာပါဝင်လာကြောက်တင်တော်တယ်။အရသာရှိတဲ့ဂျားလုံးတွေနဲ့နှုံမုံတကြားစာစတိတို့လဲပါသွားတယ်နဲ့။ဒါတွေမပါဝင်မဲယောက်ျားဘဝဟာညင်းငွေစရာအထီးကျန်ဖြစ်မယ်။ကျတော့အဖြူအနီးစတဲ့ဟင်းခက်အမွေးကြိုင်တွေလဲအနေအပါးစီပါသွားတယ်နဲ့။ဒါတွေဟာသက်ဆိုင်ရာနိုင်ငံတကာနိုင်ငံရဲ့ ားတောင်နေထိုင်တဲ့အလေးထားနဲ့အယောညီတွေဖြစ်ဖို့လိုအပ်ပြီးမဖြစ်မနေလိုအပ်တဲ့ပစ္စည်းစင်းလေးဖြစ်တယ်။တက္ကသိုလ်ရဲ့ဘော်အနေနဲ့ပကံများဒါတချောင်းနဲ့ခရင်အချို့လဲပါသွားတဲ့နဲ့သူ့ညနဲ့သူအတုံးချသွားနိုင်တယ်။ပကံများဆိုရမှာစစ်သုံးသုံးမဟုတ်စကန်းချနေထိုင်ရာတွင်အတုံးတူကြတဲ့အမျိုးအစားသုံးမဟုတ်အသားငါးစသည်မှအာလူအထိချက်တုပ်နိုင်တဲ့ပကံကဲ့သို့ပစ္စည်းများသုံးမဟုတ်ကော်ဖီလက်ထည်ကြိုးချက်အတုံးပြနိုင်တဲ့ဟန်ကောက်လိုခွက်တွေဖြစ်ပါတယ်။ ရိုင်းဖက်တနက်များအတွက်တနက်တိုက်စီတည်တံ့လိုအပ်ပါတယ်။ခြားသောအထူးစီတံများမရနိုင်ခဲ့ရင်အချုပ်ဆက်စီကိုအသုံးပြုနိုင်တယ်။တနက်တိုက်တဲ့အခါတုံးဖို့အဝိစနဲ့တနက်ကြောင်းထက်ထိုးသွင်းဖို့တစ်သားဝါတန်နဲ့ပြုလုပ်ထားတဲ့အတန်ရှိတစ်ချောင်းလဲလိုအပ်တယ်။ကြည်စံခဲရန်ကပတ်တို့မှာအချိနေပေါ်မူတည်၍အိမ်လုံးတုံးဖို့စီဝါဖြစ်ရောက်ချတဲ့အမျိုးအစားဖြစ်တယ်။ကြည်တောင်မဆုံးရှုံးရစေအောင်ပြုလုပ်ထားတာမျိုးလဲဖြစ်တယ်နဲ့။ကြည်စံခဲရန်ဟာ တိုက်ပွဲအတွက်အခြေခံလိုအပ်ချက်ဖြစ်တာကြောင့်ရင်းသာမရှိခဲ့ရင်အရာခတ်တဲ့အချင်းနီတာဖြစ်မယ်။ဒါကြောင့်ရွှေလိုဂရုစိုက်ထိမ့်သိမ်းရမယ်။ရင်းမရှိတဲ့နေရာမှာအသက်ရှင်နေနိုင်ရေးအတွက်ရည်ပူးလဲလိုအပ်တယ်။စေဝါများနဲ့အသုံးများတဲ့စေဝါချို့တည်ဆောင်သွားဖို့လိုတယ်။ဥပမာပနက်စလင်အခြားပရိစီဝါဆေးမျိုးမျိုးထိုးစေးထက်တောက်စေးကိုအဖုံးလုံအောင်ပိတ်ဖို့လိုတယ်။အပြားနဲ့ကိုလက်နာကျင်ကက်ခဲမှုတွေစပတဲ့ ရက်စပ်တိုဆေးဝါးနဲ့ဒေတာတွင်ဖြစ်များတဲ့ရောဂါတွေအတွက်ဆေးဝါးတွေပါသွားတယ်နဲ့ရင်းနှုံးမှာငဖျားဆေးဝါးများဝမ်းရှောဝမ်းကိုက်ရောဂါအတွက်တိတ်တော်မဲ့ဆေးညာအခြားသောကပ်ပါးပူးဝမ်းများအတွက်ဆေးဝါးများလည်းပါဝင်ရမယ်။မိုးစိတ်ဖြစ်စေများလည်းဒေတာအလိုက်လိုရခြင်းရှာဖွေစုဆောင်ရမယ်။ကွက်စိတ်ကိရိယာပစ္စည်းတွေပါရင်ဆေးဝါးစင်ပြည့်စုံပြီးပုပ်ပုပ်တန်တန်ဒရာအနေအားတွေတက်ကိုပိုင်သုံးဖို့ဆေးဝါးအချို့လည်းယူဆောင်တယ်နဲ့။ဒလေထုံးစံတစ်ခုလည်းဖြစ် ယောက်ျားဘွားမှာအလွန်ဆင်ရှိလာတဲ့ຢာကတော့စေတင်းလေး secret စေဘောလေးစေးထန်စသည်တို့ကိုဖွာချရခြင်းပဲအနာယူအပန်းဖြစ်တဲ့အခါစစ်လေတောက်ရခြင်းဟာအထီးကျန်ယောက်ျားစစ်သားတွေအတွက်အကောင်းဆုံးအဖို့ဖြစ်ပါတယ်။ရှားပါပြက်လက်တဲ့အခါစေးပြင်းလေး secret အတူစားတွေမှကျန်တဲ့စေးတွေကိုစေးထန်နဲ့အောက်လို့ရတယ်။မိကြီးဟာလည်းစစ်လေမိကြီးဖို့တယ်မကမိမွေးဖို့လည်းသုံးဝင်တယ်။မိုးရွှဲချိန်တိုးတောင်ထဲမှာအခက်အခဲတွေ့နေတာကြောင့် မိချစ်ဘူးပြင်လက်စီသုံးဖို့ဒီနေ့နောက်ဆုံးပေါ်တက်ငွေကြီးထည့်ထားတဲ့မိချစ်မျိုးလေးယူဆောင်သွားတဲ့နဲတခုကုန်ရင်ကြံတစ်ခုနဲ့အလုတ်ဆလုတ်သွားနိုင်တယ်စက်ပြတော့ကိုလည်းအဝိရှော့ဖို့ရကိုလက်တုတ်တင်ဟာကြောင့်တာမကပကံခွက်ရောက်တဲ့စီချိုးဖို့တက်ပါထဲဆောင်သွားတဲ့နဲသုံးမဟုတ်ကဝမ်းရှော့ဝမ်းကယောဂတွေရနိုင်ပြီးအိုးခွက်တွေမှာပြေးရကြံနေတဲ့သမင်းဟင်းကြံတွေပုတ်တော့ပြီးဝမ်းရှော့ဝမ်းတာဖြစ်စီနိုင်တယ်ဒီလိုပစ္စည်းအသုံးဆောင်တွေနဲ့ ကြောက်ကြားရဲပေါ်တယ်ဖို့ဘလောက်ဆိုးရတဲ့အချိန်မှပဲဖြစ်စေတော့တောင်ထဲမှာစစ်ချက်လက်ချနေနိုင်တယ်အချိန်တွေကမိမိကစုံမိုးချလေနိုင်တဲ့ချိန်ကာလအထိကြာဖို့လိုသလားကြာကြာနေနိုင်တယ်တခါတလေအတုံးဝင်တဲ့အထောက်ကူပစ္စည်းချို့နဲ့ဒုက္ခပိတတ်ပေမယ်အတုံးကြတဲ့ကုန်ပစ္စည်းချို့လည်းရှိပါတယ်တလိုက်အညာဟာအဲ့ဒီတဲကတကူပါစာပိုင်းမှာတော့အချက်လေးမျက်နှာတိဖို့ဖြစ်ပြီးဤတတ်တကြအချက်ကဤတကျွမ်းလာပြီးဒဇတ်ဒဇတ်နဲ့မလိုအပ်တော့ပဲ အပေါ်ဖြစ်လာတယ်။တောင်ထူတက်တဲ့နေရာတွေမှာအင်းမြောင်ဟာသုံးမွေလာပါဘူး။အင်းမြောင်ညွန်တဲ့အရက်ဟာတစ်ခါတခါလုံးဝဖျက်ဆီးဖို့မဖြစ်နိုင်တဲ့အခက်အခဲတားဆီးတွေဖြစ်နေတတ်တယ်။အခြားအသုံးများတဲ့ပစ္စည်းတစ်မျိုးဟာနိုင်လွန်စသုံးမဟုတ်ပလတ်စတစ်စအပေါ်တစ်ခုဖြစ်ပြီးမိုးရွာတဲ့အခါပစ္စည်းတွေကိုဖုံးအုပ်ထားနိုင်တယ်။ပူပိုက်ဆွဆွတဲ့ရာသီဥတုရှိတဲ့အပူပိုင်းဒေသနိုင်ငံတွေမှာလာတော်များများမပြတ်တမ်းမိုးစက်တိုက်ရွာနေတတ်တာကြောင့်မိုးရေဟာယောက်ျားတည်ဆောင်ထားတဲ့ ပစ္စည်းအသုံးဆောင်တွေရဲ့ရန်သူပဲဖြစ်တယ်။ဒီပစ္စည်းတွေကတော့အစားအစာ၊ကြီးစံ၊လက်နက်ခရက်နဲ့စီဝါများစက်ကူနဲ့အဝတ်အစားများဖြစ်တယ်။လဲလဲဖို့အတွက်အဝတ်အစားပိုသိဆောင်နိုင်တော့လေ။ဒါဟာအတွေ့အကြုံမြင့်ကျက်မှုကိုပြတယ်။အများအားဖြင့်ဘောင်းမီအပိုတစုံထက်ပိုမသက်ဆောင်ပါ။အောက်ခံဘောင်းမီတွေပေါ်ဝါတပတ်တွေလိုအပ်တော့ပါ။ယောက်ျားဘဝလက်တွေအတွေ့အကြုံတွေကဘလို့အင်အားချွတ်တာနိုင်ပြီးဘလို့အတ္တတွေကိုတစားတစားဖယ်ထုတ်တာ။ မရှိမဖြစ်ရူဒါလောက်ကိုပဲသူ့ကြိုးပွေထဲမှာထည့်ပြီးတနေရာကတနေရာသေဆောင်သွားလာနိုင်ဖို့ကြင် जा ပေးတယ်။သွားလိုက်စေသွားလိုက်တန်းစစ်ပြတွေသေဆောင်သွားခြင်းဖြင့်တကူရေးတန်ရှင်းနဲ့ဥက္ကပကံတွေစိတ်ကြောတုတ်တရားမှာအသုံးဝင်တယ်။ဘို့လို့တင်တော်ကသက်ဆိုင်ရာနိုင်ငံနဲ့ပတ်သက်တဲ့သူရဲကောင်းအစာနေတွေတမိုင်းစီးပွားရေးတဝင်းနဲ့အထွေထွေအကြောင်းအရာတွေပါဝင်တဲ့စာအုပ်အမျိုးမျိုးတို့ဟာတောက်ကြားတို့ကိုသိပညာပေးပြီးဘုဒ္ဓတရားလိုပွားစေတယ်။ လောင်းကစားခြင်းတွေနဲ့အခြားလူလားပွဲရာအချိန်ဖြုန်းတိမှုတွေကိုလည်းဟန်တားပေးမှာဖြစ်တယ်။